မင်္ဂလာပါရှင်ကျမရောဝန်ဒီပါ DVV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။ပအိုးလူငယ်အကယ်ဒမီ PYA တပ်ဖွဲ့ကပအိုးအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL လို့နဲ့အတူပူးပေါင်းပြီးစစ်ကောင်စီကိုတော်လှန်သွားမယ်လို့တရင်တာဝန်ရှိသူကမေလ10ရက်နေ့မှာပြောပါရယ်။တော်လှန်ရေးမှာအင်အားပုံမူကြီးမားခိုင်မာလာစေဖို့အတူတကွပူးပေါင်းပြီးစစ်ကောင်စီတပ်ကိုတော်လှန်ခြင်းကပိုပြီးတော့ထိရောက်စေတဲ့အပြင် PNL လို PNL နဲ့လည်းမဟာမိတ်လို့ဆက်ဆံရေးမျိုးရှိတဲ့အတွက်ပူပေါင်းဆောင်ရွက်တာဖြစ်တယ်လို့ဆိုပါရယ်။ပအိုးတွေသားမကတော်လန်ရေးလုပ်တဲ့အဖွဲ့အစည်းတွေလည်းတခြားမဟာမိတ်အင်အားစုတွေနဲ့ပူပေါင်းဆောင်ရွက်နေတာကိုမြင်တွေ့ရတဲ့အတွက် PNL လို့နဲ့ပူပေါင်းပြီးတက်နိုင်တဲ့ဘက်ကနေကူညီသွားမယ်လို့ PYA အဖွဲ့တာဝန်ခံဘိုစင်ကပြောပါရယ်။ PYA ကို2024ခုနှစ်ဧပြီလ23ရက်နေ့ကစတင်ထူထောင်ခဲ့ပြီးလူငယ်အယောက်20ကနေစတင်ဖွဲ့စည်းခဲ့တာပါ ရှည်ရန်စစ်မျက်နှာပြင်းနေမှာလည်းပါဝင်တိုက်ခိုက်ခဲ့လို့သိရှိရပါတယ်။လက်ရှိမှာတော့အပတ်စဉ်တင်းနဲ့အပတ်စဉ်နှစ်တင်းနှန်းတွေအထိပိုးအိုးလူမျိုးအပါအဝင်လူမျိုးအစုံလင်ပါဝင်တဲ့တင်းနှန်းသားအစ်စ်တွေကိုစစ်တင်းနှန်းတွေပို့ချနိုင်ခဲ့လို့သိရပါတယ်ရှင်။ ကယ်လီဖိုးနီးယားပြည်နယ်ဆန်ဖရန်စစ္စကိုမြို့မှာရှိတဲ့တရုတ်ကောင်စစ်ဝင်ရုံးရှိမှာ Free Burma Action Committee Northern California ကဦးဆောင်ပြီး China Get Out of Our Country Burma လို့မြန်မာအထုတ်ချာအာဏာကိုထိပါလာတဲ့တရုတ်ကွန်မြူနစ်အစိုးရအားညီမျိုးစုံနဲ့မောင်းထုတ်ချခေါင်းစဉ်နဲ့အတူ155ကြိမ်မြောက်ဆင်ဆက်မပြတ်ဆန်ဖရန်စစ္စကိုလူမှုတပိတ်တိုက်ပွဲကိုဒေသစံတော်ချိန်မေလ10ရက်နေ့မှာပြုလုပ်ခဲ့ပါတယ်။ ဆန္ဒထုတ်ပေါ်ပွဲမှာတော့ FBAC နဲ့ပြည်ပຫນွေဦးတော်လိုင်းအင်အားစုတွေကတရုတ်အစိုးရနဲ့ပတ်သက်တဲ့သဘောထားထုတ်ပြန်ချက်တွေကိုဖတ်ကြားပြီးတရုတ်အစိုးရရဲ့ကိုလိုနီနယ်ချက်လက်သစ်ဝါဒတွေကိုပြင်းပြင်းထန်ထန်ထိုးနှက်ပြောဆိုခဲ့ပါတယ်။တရောက်လာတဲ့ထောက်ပို့ပြည်သူတွေကလည်းမြမပြည်ရင်းကပြည်သူတွေကိုစားတရုတ်ကောင်စစ်ဝင်ရုံရှိမှာမရက်မနာဆက်လက်ဆန္ဒထုတ်ဖော်ပြီးတိုက်ပွဲဝင်သွားမယ်လို့ကြေကျော်ခဲ့ကြပါရဲ့ရှင်။ ရခိုင်ဝါရင်နိုင်ငံရေးတမားနဲ့ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA အာရခတပ်တော် AA ရဲ့နိုင်ငံရေးမှူးဦးဦးလှစောကွယ်လွန်ခြင်း9ရက်မြောက်နေ့အောင်းမေးပွဲအခမ်းအနားကိုတော့ထိုင်းနိုင်ငံမဲဆောက်မြို့မှာပြုလုပ်ခဲ့ပါတယ်။မောင်တူးသတင်းပေးပို့ထားတာပါရှင်။ဟုတ်ကဲ့ပါဦးဦးလာစောဟာမေလ9ရက်နေ့ညပိုင်းကလေကြောင်းကိစ္စနဲ့ကွယ်လွန်သွားခဲ့တာပါ ဦးလာစောကွယ်လွန်ချိန်မှာအသက်82နှစ်ရှိပြီဖြစ်ပြီးဒီနေ့ရက်လယ်မှာမဲဆောက်ရောက်ရခိုင်တိုင်းသားတွေကအောက်မေ့ပွဲပြုတ်လုခဲ့ကြတာပါဟုတ်ကဲ့ဒီနေ့ကျွန်တော်တို့ဒီအခမ်းအနားကိုလောရတာကတော့ဒီအဲကျွန်တော်တို့ဒီပြီးခဲ့တဲ့အဲဒီ၅လပိုင်း၅ရက်နေ့ကဟိုကိုယ်လည်းကြာဆုံးတော့တဲ့ဆရာဦးလာဆိုပေါ့နော်အဲသူ့ရဲ့ရက်လေလေးဖြစ်တဲ့ပြီးတော့အဲ့ရက်ကိုပဲကျွန်တော်တို့ကအချိန်ခံပြီးတော့သူ့အတွက်ဟိုဝန်နဲ့အောက်မေခွေအခမ်းအနားတည်းရဲ့အမတ်တရအထိမ့်မဲ့တစ်ခုအနေနဲ့ကျွန်တော်တို့ ဖော်ဆောင်တာအဖော်ဆောင်မှုစူးစမ်းတာဖြစ်ပါတယ်ခင်ဗျာဦးလာဆောင်ပါဝေတော်တော်ပေါ်လုံးမကြပြီးတဲ့မျိုးဆက်ပြားအပေါ်မှာသစ္စာထားသောအဖြစ်ကျွန်တော်တို့တတ်နိုင်ကြရလက်တွဲပြီးတော့ဆက်လက်ဟုတ်ကဲ့ကျွန်မဒီလောက်ရဆိုလို့ရှိရင်ဆရာဦးလာဆိုတာသူဆက်ကြောသက်ဘဝတွေကနိုင်ငံရေးနဲ့ပဲတယ်မှာပါဝင်ခဲ့တာဖြစ်တယ်အခုသူကွယ်လွန်ကြဆုံးစဉ်အထိကို နိုင်ငံရေးနယ်ပယ်ထဲမှာတည်ုံကြီးရာကိုစိုက်လိုက်မှတ်တပ်လှုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲသူကလူပညာသမားတယောက်လည်းဖြစ်တဲ့အခါကျတော့ကဗျာများကိုတချင်းများကိုရေးသားပြီးတော့အဲဆက်စုခဲ့တဲ့သူလည်းဖြစ်ပါတယ်။အဲ့တော့ပြောရမယ့်ဆိုလို့ရှိရင်တော့ကျွန်တော်တို့နိုင်ငံရဲ့အခုလက်ရှိနိုင်ငံရေးအခင်းချက်မှာတော့တကယ်ကို ပြည်ချစ်ဝါဒရှိတဲ့နိုင်ငံရေးသမားတယောက်စပ်စာကဗျာအရေးခွဲကောင်းတဲ့လူပညာသမားတယောက်ကိုဆောက်ရှုံးရခြင်းပဲဖြစ်ပါတယ်။ဦးလာစောဟာဝါရီနိုင်ငံရေးသမားကြီးတူဦးဖြစ်တယ်လို့ 1984-85ရန်ကုန်တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှုတွေမှာလည်းပါဝင်ခဲ့ပါတယ်။ဆုံးချမှုအတွက်ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ရခိုင်နိုင်ငံရေးရတော့နိုင်ငံရေးအတွက်တော့နိုင်ငံရေးသမားတွေအတွက်ကျွန်တော်တို့ရှိရခိုင်ရခိုင်ပြည်တိဆောက်ရေးတွေနဲ့ပတ်သက်ပြီးတော့ဆုံးချမှုတော့အများကြီးရှိတာပေါ့။ဆုံးချမှုရှိတယ်။ဘာပဲဆိုတော့ဆရာဦးလာစိုးရဲ့အာအတွေ့အခေါ်တွေဟိုစဉ်းစားချက်တွေကကျွန်တော်တို့ရခိုင်အာပြည်နဲ့ရခိုင်လူမျိုးအတွက်အမြဲတမ်းအရေးပါတယ်။ပြည်ဆရာကြီးပြောတဲ့စကားတွေလည်း influence ရှိတယ်ပေါ့ဆိုတော့ဒါဆုံးရှုံးမှုတစ်ခုပဲဦးဦးလာစောဟာ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်းဖြစ်ပြီး2015ရွေးကောက်ပွဲမှာ ANP ပါတီကိုစားပြုမြောက်ဦးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်ခဲ့သလို မောင်ခိုင်အောင်စစ်တွေကလောင်နာမည်နဲ့ကဗျာဆောင်းမားနဲ့တချင်းနေလဲရေးသားခဲ့သူ ဖြစ်ပါတယ်ခင်ဗျာကျွန်တော်မောင်တူပါဆရာဦးလာစောဟာတော့ သူကဖတ်ဖို့ရထားတဲ့အဲ့ဒီရင်နဲ့သွားတယ်ကျမကကရင်ပြည်နယ်မြောက်ဥရီမြို့အမှတ်လေးရက်ကွက်ကအိမ်ဆောက်ပစ္စည်းအယောင်းဆိုင်နဲ့ကားတာယာဂိုတောင်မှာမေလ10ရက်နေ့ည9နာရီလောက်ကမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။ဘာကြောင့်မီးလောင်ကျွမ်းရလဲဆိုတာကိုတော့မသိရသေးပဲအဆောက်အုံနဲ့ကားတာယာဂိုတောင်နဲ့အိမ်ဆောက်ပစ္စည်းအပါအဝင်စုစုပေါင်းငွေကျပ်3000ကျော်ဆုံးရှုံးခဲ့ရတယ်လို့မြောက်ဥရီမြို့ခံတယောက်ကပြောပါရယ်။ မီးလောင်မှုကိုမြောက်ရီမီသက်တပ်ဖွဲ့အရန်မီသက်တပ်ဖွဲ့တို့ကရေကားအပါအဝင်10စီးလောက်နဲ့တနအီကြောင်မငိမ့်သက်ခဲ့ရလို့သိရပါပါရှင်။အိန္ဒိယနဲ့ပါကစ္စတန်တို့ကြားအပြစ်ခတ်ရဲစဲဖို့မေလ10ရက်နေ့ကသဘောတူခဲ့ကြပြီးနိုင်ပိုင်းအကြမ်းမှာပဲချိုးဖောက်မှုတွေရှိခဲ့တယ်လို့နှစ်ဖက်အပြန်အလှန်ဆွဆွဲခဲ့ကြပါရယ်။ American ဂျာဝင်ညီနိုင်မှုနဲ့အပြစ်ခတ်ရဲစဲနိုင်ပြီလို့သမရဒေါ်နယ်ထရန့်ကတော့မေလ10ရက်နေ့မှာစတင်ကြေညာခဲ့တာပါ။ နောက်ပိုင်းမှာပါကစ္စတန်ဘက်ကလည်းသုံးနိုင်ငံကြားဝင်ညှိနှိုင်းမှုနဲ့အပြစ်ရဲ့သဘောတူညီချက်ရခဲ့တယ်လို့အတည်ပြုထားပါဗျ။အိန္ဒိယထိန်းချုပ်ထားတဲ့ကက်ရှမီးယားဘက်ခြမ်းမှာပောက်ကွဲတံကြီးကြားခဲ့ရပြီးအဲ့ဒါကရရှိထားတဲ့နားလည်မှုကိုထပ်တလဲလဲချိုးဖောက်တာဖြစ်တယ်လို့အိန္ဒိယနိုင်ငံသားရေးဝန်ကြီးကပြောကြားထားပါဗျ။အဲ့ဒီနောက်မရှင်းမနှောင်းမှာပဲပါကစ္စတန်နိုင်ငံသားရေးဝန်ကြီးဌာနဘက်ကတံပြဲကြေညာချက်တွေလည်းထွက်လာခဲ့ပါဗျ။ အိန္ဒိယဘက်ကတချို့နေရာတွေမှာချိုးဖောက်မှုတွေရှိနေပေမဲ့အပြည့်ခတ်ရဲစဲရေးဆက်လက်အကောင့်ထဲပုံမယ်လို့ပါရှိထားပါဗျ။အိန္ဒိယနဲ့ပါကစ္စတန်အကြား၄ရက်ကြာတိုက်ခိုက်မှုတွေဟာဆယ်စုနှစ်များစွာအတွင်းမှာညူလက်နက်နှစ်နိုင်ငံရဲ့အပြင်းထန်ဆုံးပဋိပက္ခလည်းဖြစ်ပါရဲ့ရှင်။ရုရှားသမ္မတဗလာဒီမာပူတင်ကယူကရိန်းနဲ့ဒိုက်ရိုက်ဆွေးနွေးဖို့တောင်းဆိုလိုက်ပြီးမေလ15ရက်နေ့မှာအစောဆုံးထားပြီးတော့မနှောက်နေဘဲစတင်တဲ့နယ်လို့ပြောကြားခဲ့ပါဗျ။ ပဋိပခါရဲ့အရင်စင်းမြစ်ခံတွေကိုဖယ်ရှားဖို့အတုံးရှိတဲ့အကောက်နဲ့ငင်းချမ်းရေးစတင်နိုင်ဖို့ကျုပ်တို့အလေးနဲ့ဆွေးနွေးလိုပါတယ်လို့မေလ10ရက်နေ့ကထုတ်လွှင့်တဲ့ညပိုင်းရုံမြင့်တန်းကြားမိန့်ခွန်းထဲမှာပြောကြားသွားတာပါ။ဗြိတိန်ဝန်ကြီးချုပ်ကီယာစတမာပြင်သစ်သမ္မတအီမန်နျူရယ်မက်ခွန်တို့အပါအဝင်ဥရောပခေါင်းဆောင်တချို့ဟာယူကရိန်းကိုတွားရောက်ပြီးတော့လက်ပတ်ခဲ့ကြပါဗျ။ အဲ့ဒီခီးစဉ်မှာခြွင်းချက်မရှိရက်30အပြည့်ရဲ့ရေသဘောတူဖို့ရုရှားကိုဖိအားပေးခဲ့ပြီးနိုင်ပိုင်းအကြမှာပဲအဲ့ဒီမိန်ကုံထွက်ပေါ်လာတာပါမော်စကိုဘက်ကဒီအပြည့်ရဲ့ရေကိစ္စကိုစဉ်းစားတော့မှဖြစ်ပေမဲ့ဖိအားပေးဖို့ကြိုးစားတာကတော့အသုံးမဝင်ဘူးလို့ခရမလင်ပြောခွင့်ရသူဒီမီထရီကပြောကြားထားပါတယ်ဆွေးနွေးပွဲကိုတူရကီနိုင်ငံအကြီးဆုံးမြို့အစ္စတန်ဘူမှာကျင်းပတဲ့နယ်လို့လည်းပူတင်ကအဆိုပြုထားပါတယ် ပူတင်အားမေလ17ရက်နေ့မှာဆွေးနွေးပွဲကိုလက်ခံကျင်းပပေးဖို့ကိစ္စနဲ့ပတ်သက်ပြီးတူရကီသမ္မတအာဒိုဂန်နဲ့လည်းဆွေးနွေးသွားဖို့ရှိတယ်လို့ပြောထားပါတယ်ရှင်။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုကြည့်ရှုခဲ့ရတာပါ။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ဝမ်ဒီပါ။